Hello အားလုံးမင်္ဂလာပါ။စကင်မင်း official အနေနဲ့မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုတွေမှာအခါတော့မကြာခင်မှာရောက်ရှိလာမယ်။ event တွေနဲ့ဒီစကင်တွေအကြောင်းနောက်ပြီးတော့ပြန်လည်ရောက်ရှိလာမယ်။ event အကြောင်းပြပြပြီးတော့မှဖြစ်ပါတယ်။ဒါကြောင့်မို့ဗီဒီယိုလေးကိုမစတင်ခင်မှာကျွန်တော် YouTube channel လေး like and subscribe နဲ့ပြီးတော့အပိတော့ခဖို့တောင်းဆိုလိုက်ပါတယ်။ဒီလိုပထမဆုံးခုပြောရမယ်ဆိုရင်တော့ Diamond Pass ဆိုတဲ့အကြောင်းပြောမယ်။ဒီ Diamond Pass ကဘယ်လိုလဲပေါ့နော်။ဒီ Diamond Pass ကဆိုရင် free နဲ့ premium ဆိုပြီးတော့နှစ်ခုရှိပါတယ်။ဒီ free မှာဆိုရင်တော့ဒီလိုမျိုး ticket လေးတွေ၊ recommend လေးတွေပဲရရှိမှာဖြစ်ပါတယ်။ တကယ်လို့ဒီ premium ဟာဆိုရင်တော့ဘာရရမလဲဆိုတော့ diamond နေနဲ့150ရမယ်နောက်ပြီးတော့ day 1နေစပြီးတော့ day 7အထိရအောင်ပေါ့နော်အဲဒီ diamond အနေနဲ့150ရမယ်ပြီးတော့ဒီ skin lucky box skin ဖောက်ဖို့အတွက်လည်းတစ်ကတ်လေးတွေတုံကတ်လေးရပါအောင်မယ်ကဲဒီတော့တော်တော်လေးမှတော့အမိုက်တယ်လို့ပြောလို့ရတယ်ဒီလိုမျိုး diamond pass ကိုတော့ seller တွေစီကဝယ်မှရမှာဖြစ်ပါတယ် seller တွေကရောင်းမှသာဝယ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒီတော့ဘယ်လိုဝယ်ရမလဲဆိုတော့ KP ကနေဝယ်လို့ရမရတော့ကျွန်တော်လည်းတေချာတော့မပြောတော့ဘူးဒါပေမဲ့လေဒီ time salary ကတော့ရောင်းမှာတော့တေချာပါတယ်သူတို့စီကပဲဝယ်လိုက်ပါတော့နောက်တစ်ခုအနေနဲ့ကတော့ဒီမှာဆိုရင် best skin ပဲဖောက်လို့ရမှာဆိုတော့ဒီ Johnson ရဲ့ Nike box skin ပဲဖောက်လို့ရမှာဖြစ်ပါတယ်တကယ်တော့တခြား skin တွေမှာပါလာတာမျိုးတော့မရှိဘူးဒီ Johnson ရဲ့ Nike box skin ကတော်တော်များများတချို့တွေမှာရှိနိုင်တယ်လို့ထင်တယ်ကျွန်တော်စီမှာလည်းရှိတယ်ဆိုတော့ဒီကောင်ကလာခဲ့ဒီ line ပေါ့နော် line တော့ဒီ skin ကို ယူဖို့အစားဒိုင်မွန်းတွေတန်လို့ယူဖို့လောက်ပဲအသုံးပြုလို့ရနိုင်မယ်စကင်ကိုဖောက်ဖို့အတွက်ကြတော့ဘယ်လောက်ထိရခိုင်တော့စကင်ပောက်ဖို့အရာခိုင်တော့ရှိလဲဆိုတော့ကသူကဒီအစမ်းသုံးဟန်ကတ်ကိုရဖို့အတွက်ကတော့99.98ရရခိုင်တော့ရှိပါတယ်ကြံတဲ့သုံးညသမသုံးညနဲ့ရခိုင်တော့ကတော့ဒီစကင်ကိုရရှိဖို့ပါ Okay ဒီတော့ကျွန်တော်နောက်တစ်ခုသွားမယ်ဆိုရင်ဒါ collection system ပြောရမယ်ပေါ့နော်ဒီ collection system မှာတော့ wall collector အပြင်နောက်ထပ် collector sorry ဒီ collection အဆင့် level တစ်ခုထပ်ပြီးတော့ တိုးလာပါတယ်အဲ့ဒါကတော့ universal collector လို့လက်ရှိမှာပြထားရင်ဒါပေမဲ့တကယ်ရောက်လာရင်တော့ universal collector ဖြစ်ဖို့တော့များပါတယ်အဲ world collector ပြီးရင် universal collector ဖြစ်ဖို့တော့များရယ်ပေါ့နော်ပြီးတော့နောက်ခံ loading effort ကတော့ဒါတော်တော်လေးဥမာလေးမိုက်ပါတယ်အဲဒီတကယ်လို့ဒီ global ရောက်လာခဲ့တော့ဒါ universal collector ဆိုပြီးတော့နာမည်ကတော့ရောက်ရှိလာမယ်လို့ပြောထားပါတယ်ပေါ့နော်အဲဒီတော့တော်တော်လေးဥမာလေးမိုက်တယ်လို့ခေါ်လို့ရပါတယ် โอเคနောက်တစ်ခုအနေနဲ့သူ့မှာပါလာမဲ့ဒီ collection collection system robot တကယ်တော့ဒါလက်ရှိဒီ in game ဘာညာပြောနော်အဲ့လိုမျိုးတွေပဲပါလာပါတယ်နောက်တော့ရုပ်ပုံပေါင်းကျွန်တော်တို့ရဲ့ရုပ်ပုံပေါင်းတွေအရဆိုရင်လက်ရှိရွှေရောင်ကုတ်လေးနဲ့ဖြစ်သွားမယ်အဲနောက်ပြီးတော့တခြားပေါ့ဗျာဘာညာအဲ့လိုမျိုး achievement လေးတွေပါဝင်လာပါတယ်တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်အဲလုံးဝလည်းကြမ်းပါတယ်ကြည့်တော့ကျွန်တော်တို့ဒီငွေကြေးကို front up ဖို့တစ်ချက်ကြည့်လိုက်ရင်တော့မှ ဒီကောင်ဒီ collector ထိရောက်ထားတဲ့လူတွေကဒါသူ့ရဲ့ဘောင်ပုံစံဆိုအခုပုံစံလေးပဲဖြစ်နေမှာဒီတော့မိုက်တယ်လို့တော့ပြောလို့ရတယ်ဒါ wall collector တောင်မှ point 3သိန်း8000ဆိုတော့တော်တော်လူတွေမရှိဘူးနောက်ထပ်ဒီ universal collector ဒါထပ်ပြီးရောက်လာမယ်ဆိုရင်တော့ပြန်တဲ့ wall collector တို့ဘာလို့အကုန်လုံးကတော့ point ကို short ပေးလိုက်ရလိမ့်မယ်အကုန်လုံးမှဒါဒီ reverse ပြန်လုပ်လိုက်ရမယ်အဲ့လိုပြန်လုပ်ပြီးတော့တော့မှဒါလည်းကျွန်တော်တို့ရေ ဒီ universal color ဒါအဲ့အတွက် white ကဘယ်လောက်ထိဖြစ်မလဲဆိုတာကတော့ကျွန်တော်အနေနဲ့တော့ပြောလို့တော့သိချာမသိသေးဘူးပေါ့နော် okay နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုတော့ဒါ last lot နဲ့ order တို့ blessed time skin ပဲဖြစ်ပါတယ်ဒီ valentine skin ဟာဆိုတော့ february လထဲမှာရောက်ရှိလာမှာဖြစ်တယ်အဲဒီမှာဆိုတော့ last lot နဲ့ဒီ order တို့ skin တော့ relationship system မှာဒါ relation ချိန်ထားမယ်ဆိုရင်တော့ဒါ တစ်ခုကိုဖီအားရှိမှဆိုပြီးတော့လဲတိထားရပါတယ်ဒီကောင်ကတစ်ခု point နဲ့ထောင်စီရရှိမှဖြစ်ပါတယ်အဲ second တစ်ခုကို point နဲ့ထောင်ပေါ့နော်ကဲဒီကော best skin ယူကြမှာလဲကျွန်တော်က lesson lot ယူဖို့မြားပါတယ်နောက်ခုအနေနဲ့ကတော့ damage ဝီကိုမှ rebound လောက်လိုက်မှာဖြစ်ပါတယ်ဒီကောင်ကတစ်လပိုင်းတစ်ရက်နေမှာ rebound လောက်မှာဆိုပြီးတော့တိထားရပါတယ်ကဲဒီတော့က ဒါဒီ12လပိုင်းကတော့နောက်ဆုံးလို့ပြောလို့ရတယ်။အိမ်မှာမှဒီ server ရဲ့ skin ကို revan လောက်မှာလား remove လုပ်လိုက်မှာလားတော့ကျွန်တော်တို့အသေးချာပြောတတ်ပေးမယ်။ဒါ revan လုပ်လိုက်ဖို့တော့မရပါဘူး။အရင်က remove လုပ်မယ်ဆိုပြီးပြောထားတာခဲ့တယ်ပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းကတော့ဒါဒီ revan လောက်လိုက်မှာပဲဖြစ်ပါတယ်အခု revan လောက်လိုက်တဲ့နောက်ပိုင်းမှာဆိုတော့အခုပြထားပေးအပုံရတော်တော်လေးမှတော့မိုက်တယ်လို့ပြောလို့ရပါတယ်ကြည့်ဒီတော့ဒါ server pillar ရင်းနဲ့လည်းတစ်ချက်မိုက်တယ်အဲအဆင်ပြေတယ်လို့ပြောလို့ရရပါတော့ โอเคဒီတော့ကဒါလောလောဆယ်မှာဆိုတော့ Christian နေရာနဲ့ Legend Skin တွေကို12လပိုင်းလာကုန်အထိရယူလို့ရအောင်မှာဖြစ်ပါတယ်။နောက်ပိုင်းကတော့ဒါတလပိုင်းကျရင် Reban လောက်လိုက်မယ်ပေါ့နော်။โอเคဒီတော့နောက်တစ်ခုအနေနဲ့ဒါ Server နောက်ပိုင်း Fear နဲ့ Johnson တို့ရဲ့ Legend Skin တွေမှာဆိုရင်တော့ Dynamic Effect တွေကတော့ပေါဝင်လာအောင်မယ်လို့သိထားရပါတယ်။နောက်ပြီးတော့တခြား Asset အသစ်လေးလည်းပေါဝင်လာအောင်မယ်ဆိုပြီးပြောထားပါတယ်။ဒီမှာ Magic Draw Asset ဆိုပြီးပြပေးထားတာပေါ့နော်။၃ခုပေါဝင်လာတယ်။ โอเคဒါကတော့ဒါ major wheel revel လောက်မဲ့ပုံစံဆိုပြီးတော့ဒါဥပမာပြပြထားရပါတော့ဒါအမှန်တကယ်ရောက်လာရင်လည်းဒီမျိုးပုံစံဖြစ်ချင်ပါလေဖြစ်မယ်အမဖြစ်ရင်လည်းမဖြစ်ပါဘူးဒါတော့ဒါဥပမာအကြမ်းမြင် diploma တွေဘက်ကပြပြထားပါဗောโอเคဒါတော့ဒီအသည့်ရောက်လာမဲ့ဒါ event တွေဗောနော်အသည့်ရောက်လာမဲ့ event တွေရောပြန်လည်ရောက်ရှိလာမဲ့ event တွေရောဒီတော့ transformer event ကတော့ပြန်လည်ရောက်ရှိတာဗောကတော့ဒါတေချာပေါက်ရှိပါပြီ KOF event ကတော့ပြန်ရောက်မလာတော့ ိတ်ပြောမသိရသေးဘူးဒါပေမဲ့တယောက်ကြီးတို့ဘက်မှာတော့ပြန်ရောက်လာမှာဆိုတော့ခုနပြပြထားလက်အတိုင်းအဲပြပြထားပါပြီကြည့်တော့ဒီ transformer event ပေါ့ဒီ transformer event ကဘယ်တော့ရောက်လာနိုင်မလဲဆိုတော့ဒီတလပိုင်းကတော့လာဖို့တော့တိတ်ပြီးတော့ဒီချတလို့မရှိဘူးအဲဘလို့ဗနယ်လာပိုင်းမှာဆိုလဲဆိုတော့သူကအမြဲတမ်းလာနေကြခုနလပိုင်း၈လပိုင်းမှာဆိုတော့ဒါ2026ခုနလပိုင်း၈လပိုင်းမှာမြန်မာပြန်လာနိုင်မလားဒါမှမဟုတ်ဒီထက်စောရင်လေဒီ၃လပိုင်း၅လပိုင်းကျော်၃လပိုင်းဝင်ကျင်းတော့မှာ ပြန်ပြီးတော့ရောက်လာမလားကတော့လိုက်ပြီးတော့အဲဒီဒီချာတော့ confine တော့ပြောလို့မရသေးဘူးပေါ့နော်ဒါပေမဲ့လေဒီ transformer event တော့ပြန်ပြီးရောက်ရှိလာတာကိုတော့မြင်ရမယ်အဲနောက်ပြီးတော့ဒီ transformer event မှာအရင်တော့အတိုင်းပဲဒီ10ရောဆိုရင်ဒါ Roger ရဲ့ transformer skin ကို ပြရရှိအောင်မလားကတော့အဲဒီသူ့ရဲ့လက်ရှိပြောပြထားတဲ့ပုံတွေအရာတော့ဒါမှပြောသေးဘူးပေါ့နော်ဘာမှသေချာတော့ပြောသေးတာတော့မတွေ့ရသေးပါဘူးအဲလက်ရှိပြောထားတာကတော့ဒီ skin event ပြန်ရောက်လာမယ်ဆိုတာပဲပြောပြထားပြီးပါတယ်ကဲဒီတော့ video လေးကတလာပါပဲဆုံးလေးလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပုံပါပဲကျွန်တော်ပြန်ပြီးဆုံးတွေ့ကြပါမယ်ကဲဒီတော့အားလုံးပဲ bye bye ပါခင်ဗျာ